ောင်တော်မြို့နယ်မြောက်ပိုင်းတောက်ပြိုနဲ့မိန်တိုက်တော်တဲ့လမ်းမှာအာစာအကျန်းဖအဖွဲကခြုံခိုတိုက်ခိုက်လို့အာရခတက်တော်တက်ဖို့ဝင်ရောက်ကြဆုံတော့ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မလ29ရက်နေ့နေ့လယ်နာရီကျော်လောက်ကတောက်ပြိုနဲ့မိန်တိုက်ကြီးရောကိုတော်တဲ့လမ်းမကြီးအနားမှာဆိုင်ကင်းနဲ့ကင်းလေးနေတဲ့အေအေတက်ဖို့ဝင်၅ရောက်ကိုအင်အား60လောက်ပါတဲ့အာစာအဖွဲကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်အခုလိုကြဆုံတော့ခဲ့တာဖြစ်တယ်လို့ဒေသခံတဲ့အရေးမိကပြောပါတယ်။ အာစာအဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီလမ်းပိုင်းမှာ A ကလုံခြုံရေးစကန်နဲ့ခြားထားဖို့လိုတယ်လို့တောက်ပြိုဒေသခံတယောက်ကပြောပါတယ်အာစာနဲ့ A တို့ထိတိတိုက်ပွဲဖြစ်ခဲ့တဲ့အတွက်အာစာအဖွဲ့ဝန်30ကျော်တေဆုံးပြီးခြေသုံးယောက်ကိုဖမ်းဆီးရမင်းခဲ့တယ်လို့သတင်းအေးမင်းတွေစီကနေသိရပါတယ်အခုလိုထိတိတိုက်ပွဲဖြစ်ပေါ်ခဲ့တာကိုအာစာဖက်ကရုပ်သံဗီဒီယိုနဲ့တကောထုတ်ပြန်ထားပေမဲ့လည်း A ဖက်ကလောလောဆယ်မှာထုတ်ပြန်ထားတာမရှိသေးပါဘူးခင်ဗျာ thank you